ရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှက်ခတ်စီစဉ်မှာ2025ဇွန်လ29ရက်တနင်္ဂနွေနေ့အတွက် ဆောင်းရံရှောင်းရံဆောင်းရဲရမဲ့နှက်ခတ်ချိန်ကာလကိုအစီအစဉ်တင်ဆက်သူကျမမနှင်းပန့်ရင်နဲ့တူမန်ရွှေရင်အောင်တို့မှတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025ဇွန်လ29ရက်တနင်္ဂနွေနေ့အတွက် တနင်္ဂနွေနေ့သားသမီးများအပေါ်ပုံမထီရောက်နိုင်တဲ့ကောင်းမွန်တဲ့နှခခုနှစ်ပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှခအချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်9:28မိနစ်မှာနနက်9:48မိနစ်အချိန်တွင်းမှာဆိုရင်ဖြင့်ဖုံးကန်ကြည့်မြင်မဲ့ဓာတ်နက်ခတ်ကိန်းကြားတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ နနန်း10နာရီ16မိနစ်မှနနန်း10နာရီ39မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်စမ်းထအောင်မြင်ပြီးမြစ်တာရေကန်ကောင်းမွန်စေမယ့်ဆုံးနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ည7နာရီ15မိနစ်မှည7နာရီ35မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်ဘယ်လုံငန်းကိစ္စကိုမဆိုလောက်ကန်ဆောင်ရွက်ပါကအထွတ်အထိပ်ရောက်ရှိအောင်မြင်နိုင်တဲ့အဓိပတိနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ ည17:25မိနစ်မှည17:45မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်ရာထူးဩဇာအာဏာကြီးမြင့်စဉ်မဲ့ထီးဖြူနကတ်ကိန်းကြားတဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။နနက်3:22မိနစ်မှနနက်3:42မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်အိမ်ချမ်းမြေအရောင်းဝယ်ကိစ္စရဲ့များအကျိုးပြုစဉ်မဲ့ရှင်ဖြူနကတ်ကိန်းကြားတဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။ နေ့လယ်3:30နာရီမိနစ်မှ နေ့လယ်3:50နာရီမိနစ်အချိန်တွင်မှဆိုရင်ဖြင့်ငွေကြေးရှင်ငွေရတနာနဲ့ထိကန်ဆန်းမှုကံကောင်းမှုစီမဲ့ရတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါလေရှင်။ နနန်း9နာရီ42မိနစ်မှနနန်း8နာရီ2မိနစ်အချိန်တွင်းမှာဆိုရင်သာသမီယန္တနာထုံးကားရရှိစေမယ်တန်တင်နက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးဒုတိယအခမ်းကဏ္ဍအနေဖြင့်တနင်္ဂနွေသာသမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျွနက်ခတ်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင် နေ့လယ်12:38နာရီမှာနေ့လယ်12:59နာရီအတွင်းမှာဆိုရင်တော့မတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတည်ကြည်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါနေရှင်။နေ့လယ်3:30မိနစ်မှာနေ့လယ်3:50မိနစ်အတွင်းမှာဆိုရင်တော့အမှုခင်းပြဿနာတွေစိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့သောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါနေရှင်။ နေ့လေတနာ29မိနစ်မှာနေ့လေတနာ39မိနစ်တွင်မှဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်ည9:38မိနစ်မှာည9:58မိနစ်အတွင်းမှာဆိုရင်တော့မိတ်ဆွေတင်ကများဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့မိတ္တုနက်ကကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နက်နက်9:51မိနစ်မှနက်နက်10:17မိနစ်အတွင်းမှာဆိုရင်တော့အလုံစီးပွားကိစ္စရဲ့ဒီမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်အချိန်ကာလဆိုရင်တော့တနင်္ဂနွေသားသမီးများအပေါ်ပုံမူကြီးထိရောက်မှုရှိနိုင်တဲ့နက်ခတ်အချိန်ကာလများပဲဖြစ်ပါတယ်ရှင်။ဒီနက်ခတ်အချိန်ကာလကိုသမီးတို့ရဲ့ဆရာဆရာဦးဇေယျကိုကိုယ်တိုင်မှအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နက်ခတ်အစီအစဉ်ကိုကြည့်ရှုပေးကြတော့မိဘတွေ